နနသည်စက်ရုံနဲ့ကိုကေတခါတော့ကအေးကွာပြရတာဓာပေါက်ရတာကြိုက်တဲ့ကိုကေဆိုတဲ့ကောင်းကြီးရှိတယ်ကိုကေကတနေကုန်အိမ်ပက်လေကချစ်သမျှပင်တွေအိနေရန်တွေနဲ့စပယ်ကြီးကိုလေးကွာနဲ့ပြေးလိုက်ဓာနဲ့ပေါက်လိုက်ကြောက်စနစ်ခဲနဲ့ပြစ်လိုက်ပဲတုံနေတက်တယ်တဲ့အမိုးနဲ့ပါကကိုကေအဲ့လိုလေးကွာပြစ်တာနဲ့ဓာနဲ့ပေါက်တာကြွန့်ကျင်တာကို ရှိကျူးကြတယ်ဒါပေမဲ့လူတွေနဲ့ တွိတ်ဆန်လေးတွေကိုတွားထီရမျိုးမဖြစ်အောင်ခရီးဆိုင်ပြီးစုပ်အုံမှကြတယ်။ဒါပေမဲ့ကိုကေကအိမ်ထဲမှာဟိုမထီတိမထီအောင်တတိထားပြီးစော့ရတာကိုမကြိုက်ဘူးတဲ့။ဒါကြောင့်မနေ့ကျရင်အမိုးနဲ့အပါမသိအောင်အိမ်သားကလူတွေစွန့်ပြေးထားတဲ့ကွင်းကြီးကိုတွားပြီးလေ့ကျင့်မယ်လို့တွေးထားလိုက်တယ်။ညပတ်ကိုကေအိတ်တဲ့အချိန်မှာတော့ကိုကေရဲ့အိမ်မက်သေးကိုနနေ့တိဆက်ရုပ်ကလေးရောက်လာပါတယ်။ အိမ်မက်ထဲမှာကိုကေကအိမ်နားကစွန့်ပြေးထားတဲ့ကွင်းကြီးမှာနနေတီးဆက်ရုပ်ကလေးနဲ့အတူတူရောက်နေပါတယ်။ကိုကေလည်းသူရောက်ရှင်နေတဲ့ကွင်းကြီးထဲကိုရောက်လာတဲ့အတွက်အယံပြောနေတာပေါ့။သူလေးကနဲ့အိမ်ဆောင်သားလေးကိုခြားကြည့်တော့သူစီမှရှိမနေဘူးတဲ့။သူရှာနေတဲ့အချိန်မှာပဲလူပုံစံဆက်ရုပ်ကလေးကသူရှိမှသူလေးကလေးနဲ့အိမ်ဆောင်သားလေးကိုယူပြီးစော့နေတာကိုတွေ့လိုက်တယ်။ကိုကေလည်း ူတားကိုပြန်တောင်းမှုသွားမယ်လို့တဲ့အချိန်မှာပဲလူပုံစံဆက်ရကလေးကရှုံပုတ်လေးတွေကြားတဲ့ကအညိုရောင်ငပြောဖူးလို့ရာလေးကိုလေးခွနဲ့ပြစ်နေတယ်။ဒါပေမဲ့လေးခွကထွက်လာတဲ့ကြောက်ခဲတွေကရှုံပုတ်ကြားကအညိုရောင်ငပြောဖူးလို့ဟာလေးကိုထိမသွားပဲဘေးဘက်ကိုပဲသွားဆင်နေတယ်။အဲ့ဒါကအမိုးပြောဖူးတဲ့စစ်ကြံလက်နဲ့ဆိုတာဖြစ်နိုင်တဲ့အတွက်ကိုကေးလဲမလုပ်ဖို့အော်နေတော့မှပဲလူပုံစံဆက်ရကလေးပြစ်လိုက်တဲ့လေးခွကကြောက်ခဲက မပြောဘူးလို့အညိုရောင်အရာလေးကိုထိသွားတယ်။အဲ့ဒီအချိန်မှာပဲအညိုရောင်ကပြောဘူးကဟုံးဆိုပြီးတော့ပောက်ကွဲပြီးလူပုံစံဆက်ရုပ်ကလေးရဲ့လက်ကိုထိသွားတယ်။ကိုကေကတော့ဦးဝေးမှမို့လို့ဘာမှမထိကြိုက်ပေမဲ့လူပုံစံဆက်ရုပ်ကလေးလက်ထိသွားတာကိုမြင်ပြီးစိတ်မကောင်းဖြစ်သွားတာပေါ့။မောင်ကေတားကအခုလိုလေးကွက်ပြစ်တာဓာတ်နဲ့ပောက်တာတွေကိုကျွမ်းကျင်တာကအရန်ကောင်းနေ။ဒါပေမဲ့ အမှုနဲ့ပါမြင်တဲ့နေရာမှာပဲလေ့ကျင့်တာစော့တာတွေကိုလုပ်ရမယ်နော်အခုလိုဘယ်သူမှမသိပဲထွက်လာရင်တခုခုထိကြိုက်သွားနိုင်တယ်လူပုံစံဆက်ရုပ်လေးကကိုကိုနေနေတိဆက်ရုပ်ဖန်တီးထားတဲ့အယုံမလို့ပြန်ပြင်လိုက်လို့ရပါမယ်မောင်ကေတာထိကြိုက်သွားရင်အယုံလိုပြန်ဆက်လို့မရတော့ဘူးဆိုတာကိုမှတ်ထားရမယ်နော်အေးရကနိုးလာတဲ့အချိန်မှာတော့ကိုကေတယောက်ညနာတက်သွားတိုက်ပြီးတော့အမိုးပြင်ပေးတဲ့မနက်စာကိုစားလိုက်တယ် ်ပြီးတာနဲ့အပားလုတ်ပေးထားတဲ့တာပေါက်စီရတသားပြအဝိုင်းလေးကို အပင်မှာရှဲ့ပြီးစော့နေတော့တာပေါ့စော့နေရင်းနဲ့ဒီနေ့ကစပြီးဒီနေရာနဲ့အမှုနဲ့အပါခွင့်ပြုတဲ့နေရာတွေကလွဲပြီးတခြားနေရာတွေမှာမစော့တော့ဘူးလို့လဲဆုံးဖြတ်လိုက်တယ်